ရေဒီယိုအန်ယူဂျီသတင်းရှင်များမင်္ဂလာပါခင်ဗျာခုချန်စပြီး2025ခုနှစ်ဧပြီလ4ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စစ်ရေးသတင်းကတော့စစ်ကောင်စီဘက်ကအပြစ်ခတ်ရဲစဲထားမယ်လို့ကြေညာတဲ့နေ့ကစပြီးအရသာပြည်သူနေထိုင်ရာနေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ KNU ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဘက်ကအပြစ်ခတ်ရဲစဲထားမယ်လို့ကြေညာတဲ့နေ့ကစပြီး ကရင်မျိုးသားစီယုံကလဲလွီထုခိုင်ကရက်သားပြည်သူတွေနေထိုင်ရာဒေသတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုကဒီကနေ့အေဘီလာ၄ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဏာသိမ်းထားတဲ့ဂျမ်ပတ်စစ်ကောင်စီဟာငရင်ဘေးကူညီကဲဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအချိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေဖို့နဲ့တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုပြီးအေဘီလာ၂ရက်ကနေ၂၂ရက်နေ့အထိယာယီပစ်ခတ်တိုက်ခတ်မှုရက်စရေးကာလအဖြစ်ထုတ်ပြန်ကြေညာထားတာနဲ့ပတ်သက်လို့အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ဒီထုတ်ပြန်ချက်ထုတ်ပြန်တဲ့နေ့အီဘီလာ၂ရက်နေ့ညနေ9:00နာရီမှာအာနာသိန်းချမ်းဘတ်စစ်ကောင်စီရဲ့ခမရ350နဲ့ခမရ440တို့ကကလဲလူထုခရိုင်ရွှေချင်းမြို့နယ်ညောင်6ကျေးရွာတွင်ကို87မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူပိုင်အိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်အာနာသိန်းချမ်းဘတ်စစ်ကောင်စီရဲ့ခမရ351ကလည်းအီဘီလာ3ရက်နေ့မနက်7:00နာရီဝန်းကျင်မှာကလဲလူထုခရိုင်မူးမြို့နယ်ငထွေစုပ်ကျေးရွာတွင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ငထွေစုပ်ကြီးရွာကအသက်24နှစ်အရွယ်မျိုးသမီးတူဒဏ်ရာရခဲ့ပြီးအိမ်နှလုံးပျက်စီးခဲ့တယ်လို့အသိပေးထားပါတယ်။အာနာသိန်းကျမ်းပတ်စစ်ကောင်စီဟာအကြသားပြည်သူတွေအင်အားပြင်းငလင်တန်းခန်းစားနေရချိန်မှာလေရင်တွေဒရုန်းတွေသုံးပြီးပုံကျဲနေခဲ့တာကြောင့်ယာယီပစ်ခတ်တိုက်ခတ်မှုရစဲကြောင်ထုတ်ပြန်ချက်ဟာဟန်ပြထုတ်ပြန်ချက်သာဖြစ်ပြီးအကြသားပြည်သူတွေရှိရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်တာတွေဆက်လက်ပြုလုပ်နေတဲ့အတွက်ပြည်သူတွေငလင်ဘေးသာမကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားစိုးထိတ်စွာနေထိုင်ရာမြဲဖြစ်တယ်လို့သိရပါဗျာ။ စစ်ကောင်စီရဲ့ယာယီပစ်ခတ်တိုက်ခတ်မှုရေစဲရေးထုတ်ပြန်ချက်ဟာဘန်ကောက်မှာကျင်းပနေတဲ့၆ချိန်မြောက်ဘင်္ဂလားပင်လယ်အော်ဘတ်စုံပူပေါင်းဆောင်ရေးဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ပြီးနိုင်ငံတကာအသိမှတ်ပြုမှုကိုလက်ခံနိုင်ဖို့ကြိုးစားချဉ်းကပ်နေတာနဲ့သူတို့အာဏာတည်မြဲရေးအတွက်ရှေ့ရှုနေနေတာဖြစ်ကြောင်းနဲ့နိုင်ငံတကာကိုခုတုံးလောက်ကလူသားစံချင်းမရှိနိုင်ငံရေးစိတ်ဆန္ဒမရှိပဲအပြောနဲ့အလုပ်မညီတာကိုထင်ရှားစွာသိနိုင်တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ ဘကိုးကျွမပေါ်စစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခတ်ခဲ့ရမှာစစ်သား၄ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘကိုးတိုင်းတာဝလီခန်အုပ်ပုံမြို့နယ်အပိုင်းဘကိုးကျွမပေါ်ကိုစစ်ကြောင်းထိုးဖို့တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲပြီးပစ်ခတ်တိုက်ခတ်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့မြေအောင်ပြောကြားတပ်ဖွဲ့အုပ်ဖို့ကပြောပါတယ်။ဘကိုးရုံမဘကိုစစ်ကြောင်းထိုးဖို့တက်လာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားစီးကိုအီဘီလာနှစ်ရက်နေမနက်ပိုင်းကပေါင်းတယ်စုဂျေးရွာနီမှာ တာဝရီခဲတရင်3832တက်ခွဲလီမြေဟောက်ပြောင်ကြားတက်ဖွဲ့အုပ်ဘူကရဲဘော်တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတက်ဖွဲ့ဖျိုးပြဲဖြစ်နေချိန်မှာတော်လိုင်းရဲဘော်တွေက15မိနစ်ခန့်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့်စစ်သားတွေခမရ6ဘက်ထွက်ပြေးသွားကြတယ်လို့အသိပေးထားပါတယ်။ဘကိုးရုံမဘော်ကိုစစ်ကောင်စီတက်ဖွဲ့တွေထပ်ပြီးစစ်ကြောင်းထုတ်လာနိုင်ပြီးတိုက်ပွဲတွေထပ်ပြစ်လာနိုင်တဲ့အတွက်မြေတလူတို့အနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေနီးသွားလာနေထိုင်တာတွေလုံးဝမလုပ်ကြဘူးမြေအောင်ပြောင်ကြတပ်ဖွဲ့အုပ်ဖို့ကသတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ အခုတခါဒီဒိန်ခလာရ269တက်ကစစ်သား2ဦးလက်နက်ခဲယမ်းတွေနဲ့အတူ PDF ဇွလန်းထံအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပြီးမှာဖြစ်ပါတယ်။ချင်းပြည်နယ်ဒီဒိန်မြို့မှာရှိတဲ့ခလာရ269တက်ကစစ်သား2ဦးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ PDF ဇွလန်းကပြောပါတယ်။အသက်23နှစ်အရွယ်ရှိတဲ့ရဲဘော်ဖိုးခွားနဲ့အသက်22နှစ်အရွယ်ရှိတဲ့ဒုတက်ကျမျိုးမင်းကျော်တို့ဟာအေဘီလာ3ရက်နေ့မှာလက်နက်ခင်းရံတွင်နေတူ PDF Zoland ဘက်ကိုအလင်းဝင်လာတာလို့မိမပြည်သူတွေကိုအသိပေးထားပါဗျ။ လက်နက်ခဲတွေနဲ့အတူအလင်းဝင်လာတဲ့ခလာရ269တပ်ကစစ်သား2ဦးကိုစုချင်းွေချင်းမြင့်ခဲ့တယ်လို့လည်း PDF ဇွန်လန်းကထုတ်ပြန်တဲ့တပ်ဖို့မှတ်တမ်းတွေရသိရပါတယ်။ခလာရ269တပ်ကတိုင်းရင်းမှုအနေနဲ့ပြည်တော်စုနိုင်ငံသားဆိုတဲ့စိတ်ထားပြီး PDF နဲ့ပူးပေါင်းပြဖို့လည်းတိုက်တွန်းထားပါတယ်။ဒီဒေါ်လာရင်းမှာတိုင်းရင်းသားတွေရဲ့အနာဂတ်ဖြစ်တဲ့အတွက်အများအကျိုးကိုကြည့်ပြီးသေချာစဉ်းစားသုံးသပ်ဖို့လည်းဒေသဒေါ်လာရင်းအင်အားစုတွေကအသိပေးထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စည်ရေးသတင်းတွေကို ရေဒီယိုအန်ယူဂျီသတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။